အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့လေအိမ်မှာရခိုင်မုတ်ဒီမုတ်ဖက်တုတ်ကလေးချက်စားပြစ်ပါတယ်မိုးလေးကလည်းအေးအေးလေးနဲ့ဆိုတော့လေရှူးရှူးရှဲရှဲပူပူထူထူလေးဆိုတော့အရန်စားလို့ကောင်းခဲ့ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်ရဲ့ချက်ပြုတ်ပုံအစဉ်စဉ်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ရခိုင်မုတ်ဒီနဲ့ရခိုင်မုတ်ဖက်တုတ်အနစ်ကလေးချက်ဖို့အတွက်ကိုတော့ငမြစ်ချင်းငါအမိပိုင်းတစ်ပိုင်းကိုအသုံးပြုသွားမှာဖြစ်ပါတယ် ရခိုင်မုတ်ဒီချက်ပြုတ်ရမှာတော့အသုံးပြုတဲ့ငါးကိုမိမိကြိုက်နှစ်တက်ရငါးအသုံးပြုနိုင်ပါတယ်။ရခိုင်မုတ်ဒီကိုအများသောအဖြစ်ချက်ကြတာကတော့ငရွှေကြက်တိုက်ငရွှေအသားတို့နဲ့ချက်ကြတာများပါတယ်။သို့တော်လည်းကျွန်တော်တို့ဘက်မှာတော့ငရွှေလွယ်တကူပဲယူရမရနိုင်ပါဘူး။ဒါကြောင့်မို့ကျွန်တော်ကတော့ငမချင်းငါးကိုပဲတရားတန့်စင်အောင်စီကြောပြီးတော့ငံပြာရည်လေးထည့်ပြီးတော့အယုံဆုံးပြုတ်ပေးလိုက်ပါမယ်။ကျွန်တော်ကတော့လေနေမကောင်းဖြစ်ပြီးတော့လေကြောင်းနေနာနေတော့လေအတန်ကတော့ပုံမှန်အတန်မဟုတ်ဘူးပေါ့နော်မိုးတွေကလည်းမြင်းနဲ့အတိုင်းပဲတအားကိုရွာနေတာပါ ငါပြုတ်အိုလီဆူလာပြီဆိုရင်တော့ငါအတုံးလေးကိုဟိုဘက်ဒီဘက်အကြက်ညီအောင်လှန်ပေးပြီးရင်တော့ခဏလောက်ပြုတ်ပြီးပြီးရင်ငါပြုတ်ကလေးကိုဆယ်ထားလိုက်ပါမယ်။ဒါပြီးတော့ရခိုင်မုတ်ဒီတုတ်အနှစ်လှုပ်ဖို့အတွက်ငရုတ်သီးစိမ့်ပြုတ်ပါမယ်။မြုပ်သီးစိမ့်ပြုတ်တဲ့နေရာမှာတော့ငရုတ်သီးစိမ့်ကိုနူးပြီးတော့နက်သွားတဲ့အထိကိုပြုတ်တင်ပေးထားလိုက်ပါမယ်။ပြီးရင်တော့ငါးပြုတ်လေးအေးသွားတဲ့အခါမှာအယိုးနှွင့်ပေးထားလိုက်ပါမယ်။ငါးအသားလေးတွေကိုတေချာလေးအယိုးနှွင့်ပေးထားအောင်ဖြစ်ပါတယ်။ ငါးလေးတွေယူနေပြီဆိုရင်တော့ဒီငါးပြုတ်ယူလေးတွေကိုတချို့ကလည်းထောင်းပြီးတော့ရေချင်းပြီးယူကြတယ်ကျွန်တော်ကတော့မထောင်းတော့ပါဘူးဒီတိုင်းလေးပဲရေလေးချင်းပြီးတော့ယူလိုက်ပါတယ်ခင်ဗျာအခုဒီမှာအယိုးနှွင်ပြီးသားငါအသားတွေကိုတော့တဝက်ကိုတော့ကျွန်တော်ကရခိုင်မုတ်ဒီဟင်းရီချက်တဲ့ထဲမှာထည့်ပြီးတော့တဝက်ကိုတော့ရခိုင်မုတ်ဖက်တုပ်အနှစ်လောက်ဖို့အတွက်အသုံးပြုမှာဖြစ်ပါတယ်ခင်ဗျာ အခုအရင်ဆုံးရခိုင်မုတ်တီဟင်းရေစချက်ပါမယ်။ငါးပြုတ်ထားတဲ့ငါးပြုတ်ရေလေးတွေကိုအရင်ဆုံးထည့်လိုက်ပါမယ်။ပြီးရင်တော့စင်းစားငပိကိုအရေဖြော်ထားတာထည့်လိုက်ပါမယ်။ပြီးရင်တော့ရေလေးလိုတလောက်ထက်ထည့်ပြီးတော့အဖုံးအုပ်ပြီးတော့စင်းစားငပိနဲ့ပျောက်တဲ့အထိစင်းစားငပိကျက်သွားတဲ့အထိကိုလေအနမ်းပျောက်တဲ့အထိကိုတေချာလေးအချိန်ယူပြီးတော့စူအောင်တည်ပေးထားလိုက်ပါမယ်။ ကဲဒီမှာတော့ကျွန်တော်ရဲ့ဧည့်သည်လေးတွေပါတူတူလေးတွေတော်တော်လေးတွေအတောင်မွေးလေးတွေစုံလာပြီနော်ချစ်ဖို့လည်းကောင်းလိုက်တာဒီမှာကြည့်ပါအောင်အိတ်နေကြတာသူ့အမေကတော့မကြမကြလာပြီးတော့အစာခွန်ပါတယ်မကြခင်သူတို့လည်းပြန်သန်းနိုင်တော့မှာပေါ့နော် ကဲဒီမှာတော့အခုဆိုလို့ရှိရင်ရခိုင်မှုဒီဟင်းရေဟိုကစူနေပါပြီအခုတော်တော်လေးချိန်ယူပြီးကျွန်တော်တက်တင်ပေးထားလိုက်တာအခုဆိုရင်ငပိစိန်စားရဲ့အနက်စိန်စိန်ညှိနှံ့လဲပျောက်သွားပြီငပိစိန်စားအနက်လဲပျောက်သွားပြီးတော့ကျက်သွားပြီပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်ကဒီမှာငါးပြုတ်ရိုးနေထားတာတွေထည့်လိုက်မယ်အရသာမှုတွေလိုက်ထည့်ပါမယ်စားချူမှုတွေလိုက်ထည့်ပါမယ် ပြီးရင်တော့ဒီဟင်းရဲ့စီစူအိုးတဲကိုခတ်ဖို့အတွက်ငရုတ်ကောင်းစီရဲ့ချက်သွန်ဖြူကိုအခွန်မနွာပဲနဲ့တိချာလေးမညက်တညက်ထောင်းပြီးရင်ခုနဟင်းရဲ့စီစူအိုးတဲကိုထည့်လိုက်မယ်ဆိုလို့ရှိရင်တော့အနက်လေးမွေးလာပြီးတော့ရခိုင်မှုဒီဟင်းရဲ့လေးကစားဖို့အဆင်နဲ့ဖြစ်သွားမှာဖြစ်ပါတယ်နော်ဒါဆိုရင်တော့ကျွန်တော်ဒီမှာချက်သွန်ဖြူနဲ့ငရုတ်ကောင်းထောင်းထားတာလေးကိုအခုဟင်းရဲ့အိုးတဲကိုခတ်လိုက်ပါပြီ ပြီးရင်တော့ကျွန်တော်နောက်ဆုံးအနေနဲ့ပဲသွေးလေးတွေကျွန်တော်ထည့်လိုက်ပါမယ်ကျွန်တော်ရဲ့ပဲသွေးကတော့ပဲသွေးအတုံးသေးလေးတွေဝယ်လို့မရလို့လေပဲသွေးအတုံးကြီးကြီးတတုံးပဲဝယ်ပြီးတော့အသေးချာလေးပပလေးတွေကျွန်တော်လှီးပြီးတော့ထည့်လိုက်ပါတယ်ဒါပေမဲ့အဖက်ကြီးတွေကတော့နည်းနည်းကြီးသွားတယ်ပေါ့နော်သူ့အတုံးသေးလေးတွေကဝယ်လို့မရတော့အတုံးကြီးပဲရလို့ပါ ကဲအခုဒီမှာတော့မြင်တဲ့အတိုင်းပဲเนาะရခိုင်မုတ်ဒီဟင်းရီလေးရသွားပါပြီ။ငါးဘက်ဒီနိုင်ချင်းထည့်ထားတယ်ပြီးတော့ဒီမှာကျွန်တော်ကပဲသွေးလေးတွေကိုလည်းထည့်ထားတယ်။ပဲသွေးလေးတွေလည်းကြိုက်လို့ပါအရင်စားလို့ကောင်းပါတယ်เนาะ။ကဲဒါဆိုလို့ရှိရင်เนาะရခိုင်မုတ်ဒီဟင်းရီချက်ပြီးပြီဆိုရင်ရခိုင်မုတ်ဘက်တို့အနှစ်ချက်ဖို့အတွက်ကျွန်တော်ဒီမှာပြုတ်ထားတဲ့ငုတ်သီးစိမ့်တွေအခုဆိုရင်နွမ်းသွားပါပြီเนาะ။နတ်သွားပြီပေါ့เนาะ။အဲ့ဒါဆိုရင်တော့ကျွန်တော်ကဒီမှာဒီနေ့တော့ကျွန်တော်ကအလွယ်ပေါ့เนาะဒီကြိတ်ဆက်ကလေးနဲ့ပဲကျွန်တော်ကလက်လက်ကြိတ်ဆက်ကလေးနဲ့ထည့်ပြီးတော့ကြိတ်လိုက်ပါတယ်။သူ့ကိုငရုတ်စုံနဲ့ထောင်းယူမယ်ဆိုလဲရပါတယ်။အဆင်ပြေတယ်လို့လို့ လို့ရပါတယ်เนาะ အခုကျွန်တော်ကတော့ဒီလက်လက်ကျိတ်ဆက်ကလေးနဲ့ပဲအခုလိုညက်အောင်ကျိတ်လိုက်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်ရခိုင်မုတ်ဖက်တုတ်အနှစ်စပြီးချက်ပါတော့မယ်နော်။ဂူနာတော့ကတဝက်ဖယ်ထားတဲ့ငါးအသားတွေကိုဒဲဟုတဲ့ထည့်လိုက်ပါမယ်။ပြီးရင်ဂူနာကကျိတ်ထားတဲ့ညုတ်သီးစိမ့်တွေထည့်လိုက်မယ်။ပြီးတော့စင်းစားငပိရေပြော်ထားတာထည့်လိုက်ပါမယ်။ပြီးရင်တော့ဂူနာတော့ကလက်လက်ကျိတ်ဆက်ကလေးကိုရေချင်းပြီးတော့ထည့်လိုက်မယ်။စားအချုံမုတ်ထည့်မယ်။ပြီးရင်တော့ဒါတွေအကုန်လုံးကိုစင်းစားငပိအနက်ပြောက်တဲ့အထိရေလေးခန်းသွားအောင်လို့အနှစ်ကလေးဖြစ်တဲ့အထိတေချာလေးတည်တင်ပေးထားလိုက်ပါမယ်။ အခုဒီမှာလဲနောက်ထပ်လေးရွက်လာပန်းယုံမှာလေးဒီမှာငှက်တိုက်လေးတခုလှုပ်ထားပြန်ပြီဥလေးတစ်လုံးတော့ဥထားရယ်เนาะကျွန်တော်လည်းမနေ့ကမှတွေ့တာသွားကြည့်လိုက်တော့ဥကလေးတစ်လုံးမရှိသေးတယ်ဒါဆိုသူထပ်ဥအောင်မယ်เนาะဘယ်နှလုံးဥမလဲတော့မသိဘူးခုဒီမှာဆိုရင်တော့ရခိုင်မုတ်ဖက်တုတ်အနှစ်ကလေးချက်ထားတာရနေပါပြီเนาะဒီမှာရေလေးလည်းခန်းသွားပြီးတော့လေမပြစ်မကျဲအနေထားလေးလည်းရောက်ပြီးပြီးတော့စင်းကားငပိနဲ့လည်းပျောက်သွားပြီးဆိုတော့လေကဲဒါဆိုရင်ဒါအတုံးတုတ်ဖို့အစဉ်နဲ့ဖြစ်နေပြီเนาะရခိုင်မုတ်ဖက်တုတ်အနှစ်ကလေးချက်သွားပါပြီခင်ဗျာ ဒီရခိုင်မုတ်ဒီမုတ်ဖက်တော့အနစ်ချက်နီးရတော့လေအမျိုးစုံရှိပါတယ်เนาะတယောက်နဲ့တယောက်မတူကြဘဲနဲ့မူတွေလဲကွဲလွဲနိုင်ပါတယ်တချို့ကတော့ငရုတ်ကောင်းမုတ်ထဲတယ်ဗဒဲကောထဲတယ်ကျွန်တော်ကတော့ဗဒဲကောငရုတ်ကောင်းမုတ်ကိုအများကြီးမထည့်ပါဘူးအဲတိတ်ပြီးတော့အရန်ပူဆက်ပူလောင်ကြီးတွေကိုမကြိုက်လို့ပါ ဲဒါဆိုရင်တော့ရခိုင်မိုးဖက်တုတ်ကလေးနဲ့စားကြရအောင်နော်ဒီမှာကျွန်တော်မိုးဖက်ကလေးကိုကျွန်တော်စားနိုင်သလောက်ထည့်ထားတယ်ပြီးတော့ကုနာရုံကကျွန်တော်ချက်ထားတယ်ရခိုင်မိုးဖက်တုတ်အနစ်ကလေးကိုထည့်လိုက်မယ်ပြီးရင်ငံပြားကြီးလေးနည်းနည်းထည့်မယ်ချုံမုတ်ကလေးလည်းထည့်မယ်ပြီးရင်မကြီးကြီးလေးထည့်မယ်ပေါ့နော်ပြီးတော့ငြုပ်သီးတောင်းထားတဲ့အနစ်လည်းရှိပါသေးရဲ့နော်ဒါပေမဲ့ကျွန်တော်ကအရင်ဆက်ဆက်ကြီးမစားတော့ဘူးဆိုပြီးတော့အဆက်ကိုထပ်ပြီးတော့မထည့်လိုက်ပါဘူးသူ့မှာချက်ထားတဲ့အနစ်ရဲ့အရသာအဆက်အတိုင်းလေးပဲကျွန်တော်နေထားပါတယ် ကဲရခိုင်မိုးဖက်တုတ်ကလေးရပါပြီခင်ဗျာပြီးရင်တော့ကျွန်တော်အပေါ်ကနေပြီးတော့ခုနကတော့အနစ်ကလေးနည်းနည်းထပ်ပြီးတော့တင်လိုက်မယ်ပဲကြော်ကလေးလည်းခြေထဲလိုက်မယ်နန်းနန်းမြင်လေးလည်းအပေါ်ကတင်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ရခိုင်မိုးဖက်တုတ်ကလေးရသွားပါပြီခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရခိုင်မိုးဖက်တုတ်လည်းစားမယ်ရခိုင်မုတ်ဒီလည်းစားမယ်ပေါ့နော်ကျွန်တော်ချက်စားမယ်ဆိုပြီးအားခဲထားတာကြာနေပြီရာသီဥတုကပူနေသေးတော့လေးမချက်စားပြဘူးအခုတော့မိုးတွေရွာနေတာနဲ့အတော်ပဲဆိုပြီးတော့ဒီနေ့တော့တမပေးလိုက်တယ်မနေနိုင်တော့ဘူးကဲဒီမှာတော့ကျွန်တော်ချက်ထားတဲ့ရခိုင်မုတ်ဒီလေးပါနော် ကျွန်တော်ပြင်ဆင်ထားတဲ့မုတ်ဖက်နဲ့အကြော်ကြီးခြေထည့်ထားတဲ့အထည်ကိုမုတ်ဒီဟင်းကြီးလေးခတ်ထည့်ထားတာပါကဲမုတ်ဒီဆွဲကြမယ်မုတ်ဒီဆွဲမယ်မုတ်ဒီအာဘူရှာဘူးရခိုင်မုတ်ဒီဒါရခိုင်မုတ်ဖက်တုတ်အာဘူရှာဘူးကြီးပြီอืมအဲ့ဒီကိုပဲအချင်းထည့်ရမယ်ကျွန်တော်အချင်းထည့်ရမယ် အဆက်တင်မယ်ဆက်ကရင်းဆက်လို့နည်းပဲထင်မယ်ပြီးမှထောင်ပြီးမယ်နော်ဝိအောင်လိုက်တာอืมเนี่ยเอาจริงๆแท้ๆอ่ะจริงอ่ะอายแท้ๆมาจังหวะจิ๊บอุ๊ยอืมเนี่ยเอาจริงๆแท้ๆอ่ะ ui oh, ngon lại like cả nó no. petui ly này mà petui petui ừ chơi đó con này à có phải tôi đi làm mì mà? không 嗯，嗯，对对，哪边的呢？嗯，啊，嗯，刚来的铁路。 ြန်မိုက်ပဲကျွန်တော်ဆယ်တန်းတော့ကသူရှင်တက်တော့ဆိုရင်သူရှင်ဘေးကအဲ့မုတ်ဒီဆိုင်မှာဆိုရင်မုတ်ဒီတစ်ခါတောက်ပြီးဆိုရင်ပကံတွေကထက်နေအပေါ်မှာဘာလို့လဲဆိုတော့မုတ်ဒီတောက်တာတပွဲနှစ်ပွဲလောက်တော့တောက်နိုင်တယ်ပြီးအကြော်နဲ့အရင်နဲ့အကြော်နဲ့အရင်နဲ့အကြော်နဲ့အရင်နဲ့ထပ်တော့တာပကံလေးကထပ်လိုက်အဲ့လို ငငယ်တောင်းကြမ်းအဲอืมปวดแล้วอืมเสียกองเนาะเว้ยที่มีกุทีนี้တော့ကျွန်တော်လေးအဝကြိတ်ပြစ်လိုက်တာရခိုင်မုတ်ဒီကိုလေစားခြင်းနေရလဲကြာပြီဆိုတော့ကဲဒါဆိုရင်တော့ကျွန်တော်ရေခိုင်မုတ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะကျွန်တော်ရေဗီဒီယိုလေးလည်းရှည်သွားပြီဆိုတော့ဒီမှာပဲနှုတ်ဆက်လိုက်ပေးရစီတော့နောက်လကန်ထက်ထက်ဦးမှာ မရသေးဘူးကျောင်းနဲ့ဗီဒီယိုလေးကိုဆုံးထိလိုက်ကြည့်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းပေးလိုက်ပါအဲ့ဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာဘိုင်嗯，多太太了嘛？蛮太太了，对吧？叫他哭起来了嘛？喂喂喂喂喂喂！给他孙。 ငါးဘက်နိုင်ခြင်းနဲ့ရှယ်ပဲတွေ့လားအိုးယ်စာကြပါအုံးစာကြပါအုံးဘယ်သူကြီးကြီးနေဘယ်သူအတုံးလေးမရဘူးဘယ်သူအတုံးကြီးတွေပဲရလိုက်တယ်ဘယ်သူအတုံးကြီးကတရုံးကိုတထောင်နဲ့သူကကြီးဆိုတော့လှီอยู่อ่ะ